လူသားကြီးကတစ်ချက်စိုက်ကြည့်လိုက်တယ်။မိတော့မတက်မျက်လုံးနေနဲ့သူ့စကားတန်တွေကအထက်စီးဆန်လာတယ်။ခမရတို့တစ်ပင်ခုတ်နေတာကိုရက်လိုက်ပါ။ဘေးကပေါက်နေတဲ့အညွန့်ကလေးကိုပါဆက်ပြီးခုတ်ကြတော့မလို့လား။မလုံနဲ့နော်။ကြောက်မကြိုက်ဘူး။ကြောက်တို့ကဗမာသွားနေရမှာလေ။ဗါလေမင်းကပါမင်းကြီးနောက်ကိုလိုက်ချင်လို့လား။ကိုယ့်အသက် ကိုမနှမျောရင်ဆက်လို့ပေါ့ကွာ။တိကြသေးတာပေါ့။ ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမင်းဖုံးတင်ကသူ ရေးသားတာတဲ့တဲ့ငုပ်အော်ဒန်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဥပစာတရားရုပ်ရည်သေးလို့တဲ့တုံလို့ဖွဲသတင်းစိုးကြီးကတရားလုံးကိုပြန့်နှံ့သွားသည်နောက်တော့ရွာနီးဆက်တွေကိုပါဆက်ပြီးပြန့်နှံ့သွားလိုက်တာတစ်ဖက်ရွာမှာနေတဲ့ကိုဖိုးတောင်းကညနေပိုင်းနှွားတွေကိုချန်နေသွင်းမှတည်ရတာပါဘလို့ဖြစ်ရလဲကွာ ခြေကွဲဝဲတရင်ကြီးပါညီဖြစ်သူရဲ့တရင်ကိုကြားလိုက်ရခြင်းဆိုပဲကိုဖို့တောင်ချက်သေးသေးသွားပါလေရောမျက်ရည်တော့မကျနိုင်မင်းရှင်းနေကိုစို့တက်သွားတယ်မေလဲမတက်ပါပဲတရင်လာပြီးတဲ့ကိုလှငွေကိုငါညီဘလူဖြစ်ရလဲကွာလွန်ခဲ့တဲ့2ရက်3ရက်လောက်ကပဲအမေတို့အိမ်မှာတွေ့လိုက်ရသေးတယ်လှငွေရတေးလောက်တဲ့ယောဂကြီးကြီးကျယ်ကျယ်ရှိရလို့လဲမကြမိပါလားဘလူဖြစ်ရလဲကွာပြောပါဦးဘလူအသေးဆုံးနဲ့တေးရတာလဲ လှငွေဟာမျက်စိညက်နာပြက်ပြက်နဲ့ခေါင်းမှာပေါင်းလာတဲ့တပတ်ကိုချွတ်ပြီးချွေတုပ်လိုက်တယ်။ဘဲကစားပြီးဘလို့ပြောရမှန်းမသိဘူး။ဘလို့ဖြစ်တယ်ဆိုတာတော့မသိဘူးဖိုးတောင်းရ။ခြံတောင်းကတစ်ပင်ကို ခုတ်ရင်းနဲ့မူးတယ်မူးတယ်ပြောပြီးလဲကျသွားတာပဲကွ။အဲ့ဒီတဲကအသက်ပမလာဘူးလို့မဲကျွေးကပြောတာပဲ။ကဲကဲကဲငါလည်းပြန်လိုက်အောင်မင်းလည်းလှုပ်ရှားရှိရာလှုပ်ပြီးရွာကိုလိုက်ခဲ့တော့အတူပါကိစ္စကိုကြီးဆောင်ရပေးဖို့ပြန်လိုက်အောင်မယ်ကွ။တိတိကျကျမသိရသေးဘူးကွ။ အင်းမလုံအင်းမလုံလှငွေထွက်သွားရာနောက်ကိုဖို့တောင်ကြောက်ရွံ့ကြီးတရုတ်လိုမလုံမရှက်ចောင်းစီစီကြည်နေမိတော့တယ်ဘလို့ဖြစ်တာလဲဖိုးဆောင်ရင်ဆန်တော့လက်မကွေးမီကွေးတော့လက်မဆက်မီလူလောကကြီးတဲကရုတ်တရက်ထွက်ခွာသွားတဲ့ညီဖြစ်သူအတွက်ရင်ထဲမှာစို့နေနေမိတယ်ဖိုးဆောင်မိမမဲကျွေနဲ့ကလေးနှစ်ယောက်ကတော့ဘလို့ဒီဆက်ပြီးစက္ကန့်သွားမလဲဆိုတာမတွေးတတ်စရာပါပဲမဖြစ်ဘူးအမြန်လိုက်မှာပဲဖိုးဆောင်ဘလို့တည်တယ်ဆိုတာငါတိမှဖြစ်မယ် ဥတောင်ခြံထဲကိုရောက်တော့အတုပအအတွက်ပြင်ဆင်နေကြတဲ့ဆွေမျိုးတွေရောရွာသူရွာသားတွေကိုပါတွေးလိုက်ရပြီးဖူးဆောင်ဘလိုဘေပုံ၊ကွယ်လွန်ပုံကိုရှင်းပြကြလျင် နောက်ဆုံးတော့တစ်ပင်ခုတ်တဲ့ပြဿနာကစတော့တာပါပဲမဟုတ်လားကြီးမားတဲ့တစ်ပင်ကြီးတွေဟာအဆောင်ရှောက်ရှိတယ်ဘာညာပြောကြတာပေါ့ခုလဲထင်းခုတ်တဲ့ကိစ္စမှာအဆောင်ကမကျေနပ်လို့လုပ်တယ်ဆိုပြီးရွာထဲမှာပြောနေကြတာဖူးတောင်ခြံထဲကိုလှက်ပတ်ကြည့်ရှုနေချိန်မှာ ဖိုးတောင်းရင်ထဲမှာတခုခုခံစားနေရတယ်လို့ပဲသူ့နှပေးမှာအခြားတယောက်ယောက်ရှိနေတယ်လို့လို့ခံစားနေရခြင်းလူတယောက်နောက်ကနေတယောက်ကိုလိုက်ပြီးစောင့်ကြည့်နေတယ်လို့မလုံးမလဲဖြစ်နေခြင်းဆိုတဲ့အသည့်တွေကကြီးစိုးနေတာသိကြပါပြီတခုခုတော့တခုခုပဲဒါနဲ့ဖိုးတောင်းဟာခြံတောက်မှာလဲပြိုကျနေတဲ့တစ်ပင်ကြီးစီကိုရှောက်လာမိတယ်လीတစ်ပင်ကြီးကခုတ်လက်ဆာတကိုင်းနေဟူတစအဒီတစပြန်ကျဲနေတယ်တစ်ပင်တွေကအစုံပါပဲ ထမ်းမိနေတော့ပါပါတယ်။ခြံနောက်မှာကြီးမားတဲ့တပင်းကြီးတပင်းအရင်ကနေပြိုလဲနေပြီးပင်းစီချိန်ရင်မှာ ဖြက်ဆဖြက်နာတွေမွားစာကျဲနေလေရဲ့။ခါလေလောက်ကနေပြုတ်ကျနေတဲ့တပင်းချိန်ရင်ဘေးကနေကပ်ပြီးနှစ်တောင်လောက်ရှိတဲ့အတက်ကလေးတပင်းထပ်ပေါင်နေတာဖိုးတောင်းတွေ့လိုက်ရတယ်။လွန်ခဲ့တဲ့တလလောက်ကတော့ဖိုးဆောင်တယောက်လှေဆက်ဖို့တပင်းရှာနေတယ်လို့တော့ဖိုးတောင်းကိုပြောဘူးတာတတိထားမိပြီလေ။ ဒီတပင်ခုတ်လဲတဲ့ဆိုတာကသိဆက်ဖို့ကလွယ်လို့တခြားဘာမှမဖြစ်နိုင်ဘူးထင်တယ်။လူပြောသူပြောများသလိုဒီတပင်မှာပရဘုံသားတွေရှိနေပြီလား။သူတို့နေစရာကိုခုတ်လဲတဲ့အတွက်ဒင်းတို့ကဖိုးဆောင်ကိုတေးလောက်တဲ့အထိရန်ရှာလိုက်ကြတာလား။လူတယောက်အသက်တေးကြီးပျက်စီးလောက်တဲ့အဓိကအကြောင်းရင်းကဘာလဲ။တံပိုးကြီးမားတဲ့အသက်တစ်ချောင်းတေးလောက်တဲ့အထိတော့မလုံတင်ဘူးထင်ပါတယ်။ ကိုချန်နေကကိုတစ်ပင်ကိုလွတ်လွတ်လပ်လပ်မခုတ်ရဘူးတယ်လားဖို့တောင်တဆိတ်ဆိတ်တွေးတော်ရင်ညီအတွက်ယူကျုံမရဖြစ်ပြီးဒေါသတွေအလိတ်လိုက်တက်လာတော့တယ်နောက်ဆုံးတင့်ငုတ်တို့ပါမကြမ်းအမြင့်ကနေ တူးပြပြီးမိရှို့ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်လေတွေးကြသေးတာပေါ့ကွာမမြင်ရတဲ့နန္ဒဘာဝကောင်ကြီးမင်းတို့ကိုငါလက်စားပြန်ခြေပြမယ်ဟေ့ဖို့တောင်လဲပြုံနေတဲ့တစ်ပင်ကြီးကိုဒေါသတဝက်ခြေခွဲချင်းတဝက်နဲ့စိုက်ကြည့်လိုက်တယ်လေ ဒီချိန်မှာသူ့နောက်ဖက်စီကနေလူတယောက်လာရက်နေတယ်လို့လို့စောင့်ကြည့်နေတယ်လို့လို့ခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာတင်းငုံတူကြီးစီကနေညီးတွားတန်လို့လို့တော်ရိုင်းတရိတ်ဆန်ဟီတန်လို့လို့မတဲမကွဲအတန်ကြီးတစ်ခုထွက်ပေါ်လာတယ်။ဒါနဲ့ဖိုးတောင်းလင်းရုတ်တရက်ကြောင်အားသွားပြီးဟိုဟိုဒီဒီရှောက်ရှာကြည့်နေမိတယ်။ပတ်ဝန်းကျင်မှာဘသူမှရှိမနေဘူး။နောက်မှတေးသေးချာချာခယူးဆိုင်ပြီးနားထောင်ကြည့်လိုက်တော့ ညီညူတန်တလူလိုအော်တန်လူလိုဟီတန်လူလိုအတန်ကြီးကတင့်ငုံထူကြီးစီကနေ ထွက်ပေါ်လာနေတာကိုအဲ့ဒီအချိန်မှာတိရွက်ကျွေးတွေကိုဖျက်နေပြီးရှင်ကလေးတကောင်လှင်မြန်စွာဖျက်ပြေးသွားတယ်။ဒီကောင်ဘာဖြစ်လို့အလန်တကြားဖြစ်သွားပါလဲ။ညဘက်ရောက်တော့အိမ်မကြီးစီမှာဧည့်သည်တွေအတုပစောင့်နေကြတဲ့သူတွေဆွေမျိုးတွေနဲ့ဆိုတော့ဖူတောင်ခြံထဲကစပကြီးဘေးကတဲမှာတယောက်တည်းတွားအိတ်တယ်။ရစ်ရွှေရေကလေးကလည်းတောက်ထားတယ်မဟုတ်လား။ သူ့အနေနဲ့ဖိုးဆောင်တည်ဆုံရခြင်းဟာသူယိုတာယိုမဟုတ်ဘူးလို့ယူဆထားတာရွာတွေကသူတွေပြောနေကြလို့လို့တစ်ပင်ခုတ်တာမကျေနပ်လို့သူ့ညီကိုတတ်ပစ်တယ်ဆိုတာကိုတော့သူဘဝင်မကြဆုံးပဲအဲ့ဒီညာကခွေးတွေဥလိုက်တာကြီးကန်တွေကလည်းတဝော်ဝော်ပဲပြဿနာကအဲ့ဒီကစတာဖိုးတာဖိုးတာဖိုးတောင်အိပ်ပျော်ကတာအိမ်မောကြကတာအချိန်မှာသူ့နာမည်ကိုခေါ်တန်းလို့လို့ညီးတန်လို့လို့အတန်ကြီးတစ်ခုကိုကြားလိုက်ရတယ် ဒါနဲ့ဖြက်ခနဲလက်နိုးသွားတာနဲ့မျက်စိဖွင့်ကြည့်လိုက်မိရဲ့လေခေါ်တန်ကတိတ်ဆိတ်သွားတယ်အိမ်မက်များမက်နေတာလားပတ်ဝန်းကျင်တစ်ခုလုံးလဲမဲမောင်နေတယ်ခြံထဲနေရာအနှံ့ပြားကနေပရိတ်ကောင်ကလေးတွေရဲ့တစီစီအော်တန်သာလွှမ်းမှုလို့အဲ့ဒီအချိန်မှာတကားကြားကနေတိုးဝင်လာတဲ့လေပြည်ဟာချင်းအောင်ကိုတစ်ဖြက်ဖြက်လာရိုက်ခတ်နေတယ်လူတယောက်ကင်လုံနေသလားလို့တော့ထင်မှတ်လောက်ရလို့ချက်သိမ်းမွေးခြင်းထထွားစီရဲ့ သူ့စိတ်ထဲမှာအတုပလာဆောင်တဲ့လူတွေကတဲရောက်ဖိုးတောင်းနာမည်လာခေါ်တယ်ထင်လို့ထပ်ပြီးခေါ်လိုက်လေးရမလားလို့တွေးပြီးငြိမ်သက်နေသေးတယ်။ဒါပေမဲ့လည်းဘာသာမှမကြားရတော့ဘူး။ဘသူကများသူ့နာမည်ဖိုးတောင်းဆိုတာကိုခေါ်ပြီးငြိမ်သက်နေပါလိမ့်။လာပြီးနောက်ပြောင်နေတာများလား။ဒါနဲ့ဆက်အိတ်ဖို့ပြင်ဆင်နေတော့မှပဲတကားကိုတတောက်တောက်ခောက်တဲ့နေတူတူ ဖူတောင်ယောက်ျားကြီးတယောက်ရဲ့မမထန်ထန်အတန်ကိုကြားလိုက်ရတယ်ဆိုရင်ပဲဖူတောင်ဟာငောက်ခနေထားထိုင်လိုက်တယ်လေစိတ်ထဲမှာတော့အတိမိတ်ဆွေဒါမှမဟုတ်ဆွေမျိုးတယောက်ယောက်ပေါ့ဟိုဟိုဒီဒီကြည့်လိုက်တော့ပတ်ဝန်းကျင်မှာလည်းမှောင်လိုက်တာဗျာမပြောပါနဲ့တော့ပိုးပြည့်တေရဲ့စီစီလောင်လောင်အတန်နေတာတစ်ချံလုံးကိုကြီးစိုးနေသေးပဲဒါနဲ့အိယာကလူလဲထားပြီးဖျောင်းနိုင်ကိုထွန်းတကားဝကိုကြည့်လိုက်တော့တကားဝအပြင်ဘက်မှာလူတယောက်ရက်နေတာကိုတွေ့လိုက်ရတယ် လူလုံးတော့မကွဲပါဘူး။ဒါနဲ့ဖိုးတောင်လင်းဖျောင်းတိုင်ကိုကင်ပြီးခြံတကားဝစီကိုချင်းကပ်လိုက်တယ်။သူကလည်းခက်မှန်မှအတန်နဲ့ပဲ။ဘသူလုံးလို့အော်မိတယ်။ဒီတော့တကားအပြင်ကနေပြီးကြောက်ပါ။ဘဲကကြောက်လေ။ဒီခြံထဲကဘာရဲ့ဘလို့ခြံထဲကဟုတ်လား။ဒါနဲ့သူတကားကိုဖြွင့်ပေးလိုက်တယ်။ဖိုးတောင်အတန်ရှင်ကို မော့ကြည့်ရင်ကြက်သေးသေးသွားမိတယ်။အမှန်ပါပဲ။ သူ့တသက်တကူမှာဒီလောက်ထွားကြိုက်မြင်မာတဲ့အရက်နဲ့လူတယောက်ကိုမမြင်ဘူးလို့ပါပဲအပေါ်အင်းကြီးကလည်းမပါဘူးပစိုးတို့ကိုတိုးတိုးဝှက်ထားတယ်အသားကနှီးဆက်ဆက်အရက်ခုနှစ်ပေလောက်ရှိပါမယ်တင်းရဲ့ထုတ်တန်းနဲ့အဲ့ဒီလူသားကြီးရဲ့နှစ်ဖူးကထိနေတာမျက်နှာထားတင်းတင်းပမာမခန့်ပုံစံပဲဖူးတောင်းစိတ်ထဲမှာတော့အမှုတော်ပြေသွားတယ်လို့လို့ပါပဲဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့နည်းနည်းတွေးလိုက်မိတာ ဖို့ဆောင်နေဘင်းနဲ့ဒီလိုလူတွေကိုချက်နေခေါ်ရပါလိမ့်ပေါ်လူတွေကိုလည်းပမာမခန့်နိုင်လိုက်တာဒါပေမဲ့လည်းဒီလိုထွားကြိုင်းပြီးမျက်တမောက်ဆိုးတဲ့လူပုံစံကိုလည်းနည်းနည်းဖြုံသွားတာကတော့အမှန်ပါပဲဒါပေမဲ့ဒီလူကို ဖို့တောင်းတစ်ခါမှမမြင်မှုပါဘူးသူတခုခုပြောဖို့စဉ်းစားနေတော့ရှိသေးခမ ्या ကိုကြုတ်စကားနည်းနည်းပြောချင်တယ်လူသားကြီးစီကပထမဦးဆုံးအတန်းထွက်လာပါတယ်အတန်းကြီးကအရှရှပါ ဒါဆိုရင်လေတဲတဲကိုဝင်ပြီးပြောပါဖိုးတောင်းပြောတဲ့စကားကိုဂယုမဆိုင်ပဲတဲဝါမှာပဲရက်နေတယ်အထဲကိုလည်းမဝင်ဘူးဖိုးတောင်းလည်းစက်မခေါ်တော့ဘူးအဲ့ဒီလူသားကြီးမျက်နှာကိုတေးတေးချာချာချိန်မိတယ်သိကြပါတယ်ရွာထဲမှာဒီလိုပုံစံနဲ့ရုပ်မျိုးမတွေ့ဘူးပါဘူးလုံကြီးတူတူဝစ်ပြီးဖက်နှက်လည်းမပါဘူးညနေကျော်ကတော့ခတ်တင်းတင်းပဲမျက်ထောင်နီနီနဲ့လေမင်းတို့ခြံတောင်းကတစ်ပင်ကြီးကိုခွင့်မတောင်းမဲဘာဖြစ်လို့ခုတ်လဲပစ်လိုက်တာလဲ ည်းနည်းပါပါအကြောင်းကြားဖို့ကောင်းတယ်ခုတော့ပူတောင်လင်းစိတ်ထဲမှာထောင်ကနေဖြစ်သွားတယ်အရက်ကလည်းထွေလို့လေနေပါဦးဗျာကျုပ်ညီကချမ်းရှင်လေသူ့ခြံထဲကတက်ပင်ကိုခုတ်လဲပြစ်တာဘသူ့ကိုသွားပြီးသရော်ဦးတင်နေရမှာတော့ဘာဖြစ်လဲဗျကို့ပင်ကိုခုတ်တာခုတ်ွက်မရှိဘူးလားပြောပါဦးသူ့စကားဆုံးတော့လူသားကြီးကတစ်ချက်စိုက်ကြည့်လိုက်တယ်ဤတော့မတက်မျက်လုံးနေနဲ့သူ့စကားတန်တွေကအထက်စီးဆန်လာတယ် ခမည်းတော်တစ်ပင်ခုတ်နေတာကိုရက်လိုက်ပါဘေးကပေါက်နေတဲ့အညွန့်ကလေးကိုပါဆက်ပြီးခုတ်ကြတော့မလို့လားမလုံနဲ့နော်ကြောက်မကြိုက်ဘူးကြောက်တော့ကဗမာသွားနေရမှာလင်းဗာလေမင်းကပါမင်းညီနောက်ကိုလိုက်ချင်လို့လားကိုယ့်အသက်ကိုမနှမျောရင်ဆက်လုပ်ပေါ့ကွာတီးကြသေးတာပေါ့လူသွားကြီးကသူပြောချင်တာတွေကိုဘလုံးမထွေးပြောဆိုပြီးခြာကနေလှဲ့ထွက်သွားတယ်ဖို့တောင်သူ့ကိုပြန်ပြောချင်တော့မရတော့ဘူးညံလိုက်တာအမောင်တူတဲကိုဝင်ရောက်ပျောက်ကွယ်သွားတယ် ။ဒါနဲ့ဖူတောင်လည်းမိအုပ်ကိုဆွဲတဲတောင်ကလှမ်းတူကိုယူပြီးလူမိုက်ဆန်ဆန်ပြောသွားတဲ့လူထွားကြီးရဲ့နောက်ကိုလိုက်ရှာကြည့်မိတယ်။ဘလို့မှရှာမတွေ့တော့ဘူး။ချန်ကျယ်ကြီးကအမောင်အောက်မှာစုံစုံနစ်မြုပ်နေပြီးတိတ်ဆိတ်နေခဲ့တယ်။ဖူတောင်လည်းအိမ်မကြီးစီဘက်ကိုရှောက်သွားပြီးဆော့ဆော့ကလူထွားကြီးတယောက်ဒီဘက်မလာဘူးလားလို့မေးလိုက်တော့ဘသူကမှ မလာဘူးလို့ဖြေကြတယ်။ထူတော့ထူးဆန်းနေပြီ။ ဒီလိုနဲ့ပဲဖိုးတောင်းရင်ထဲမှာမကြည်မနဲ့ဘဝင်မကြစိတ်နဲ့တဲကလေးစီကိုပြန်လာခဲ့ရတာပါစိတ်ထဲမှာတော့လှန်တူကိုကြစ်ကြစ်ပါအောင်စုတ်ကိုင်းရင်မနဲ့မိုးလင်းရင်တွေ့ကြသေးတာပေါ့ကွာကျန်တဲ့တင့်ငုတ်တို့ကိုမိပြင်းတိုက်ပစ်မယ်လို့ခက်ကြကြကြုံဝါပစ်လိုက်တယ်လေနောက်တနေ့မိုးလင်းတာနဲ့ဘာပြောကောင်းမလဲဖိုးတောင်းလဲမိချစ်ကောက်ရိုးတွေယူပြီးခြံတောင်းကတင့်ငုတ်တို့စီကိုရောက်လာတယ်တင့်ငုတ်တို့ကိုပက်ပက်လေကောက်ရိုးတွေပုံပြီးမိရှို့ဖို့ပြင်တယ် အဲ့ဒီအချိန်မှာတင့်ငုတ်တူကြီးရဲ့ဘေးပတ်ဝန်းကျင်ကနေလူသန်နေလိုလိုတင့်ငုတ်တူကြီးကနေပြီးတော့တဟီဟီညင်းညူသန်နေလိုလို ထွက်လာရောအဲ့ဒီအချိန်မှာပဲဖိုးတောင်းတဲ့ကြက်သိန်းတွေတစ်ဖြန်းဖြန်းထနားထဲမှာဟီတန်ကြီးတစ်ခုကကြဲကြဲလောင်လောင်ကြားလိုက်ရပြီးတင့်ငုတ်တူကိုမိတိုက်တော်တာပဲငှညီကိုတတ်တဲ့ကောင်လေးမင်းတို့လည်းငှညီတည်တယ်လို့တေးရမယ်အကွလို့ဆဲဆူရေရွပြီးမိရှူတော်တာပဲမိကတော်တော်နဲ့မလောင်ဘူးဥထွက်နေတယ် အဲ့ဒီအချိန်မှာတင့်ငုတ်တို့ကြီးကနေဟီတန်ကြဲကြဲကြီးနဲ့အတူတူမိမတယောက်အော်ဟစ်ငိုယိုတန်နေကလေးတွေရဲ့အော်ဟစ်ငိုယိုတန်နေအလူလူထွက်ပေါ်လာတော့တာပဲတော်တော်ဆန်းကြဲတာနဲ့ဖူတောင်းလင်းအကြောင်းသားငေးမောနေမိတယ်အော်တန်စုတန်တွေကတင့်ငုတ်တို့ကနေထွက်နေတာပါအဲ့ဒီအချိန်မှာပဲရွာထဲကအဖအာမျက်နဲ့အတုပါလာတဲ့ဧည့်သည်တွေတအုပ်ကြီးပြေးထွက်လာကြတယ်အဖအာမျက်ဆိုတာကတရွာလုံးအာကိုအာထားပြုနေကြတဲ့တိုင်းရင်းစေးဆရာဓမ္မရဆရာကြီးတူပါ ဟေ့ဟာဘုဒ္ဓမီးရှို့နေရအောင်ရလိုက်စမ်းဒေါသရှိထားပြီးစိတ်ကူးတဲ့ရီရှောက်မလုံစမ်းပါနဲ့ကွာကိုကျိုးတော့နဲကုန်တော့မှာပဲရင်းနဲ့ပတ်ကြဟေးရင်းနဲ့ပတ်ကြအဖအတာမြတ်ကပြောပြောဆိုဆိုဖိုးတောင်းကိုတွန့်ဖဲ့ပြီးသူ့ကိုယ်တိုင်ရေဝင်ပတ်တယ်ကျန်တဲ့လူတွေကတော့ကောက်ရိုးတွေကိုဖယ်ထုတ်ပစ်ကြတယ်မီးဆွဲနေတဲ့ကောက်ရိုးတွေကိုညှိမ့်တက်ကြနဲ့တော်ပါသေးတယ်ပြောရမယ်တင့်ငုတ်တို့ကြီးကိုမီးမဆွဲသေးဘူးလေမီးကိုတွေကတော့ဥနေတော့မယ် အဘဒါမြတ်ကတပ်ပြင်းချရင်စိတ်မြန်လက်မြန်နိုင်လာပါလားဖူတောင်းရင်လောကမှာမမြင်နိုင်တဲ့အနေရည်တွေရှိတယ်လို့ပဲမြင်အပ်မမြင်အပ်တဲ့ပရလောကဆိုတာရှိတယ်ကွငါပြောတာကိုနားထောင်အောင်အားလုံးကဖူတောင်းကိုဖြောင်းပြပြောဆိုပြီးအင်ကြီးစီကို ခေါ်လာကြပါတော့တယ်ဖူတောင်းကဓာချင်းချင်းပြီးဆဲဆူလာတယ်မင်းတို့မကျင်တဲ့ဖူးဟဲ့အိမ်မော်ရောက်တာနဲ့အဖတာမြတ်ကသူညကအိမ်မက်မက်တဲ့အကြောင်းကိုအစချီပြီးဆက်ဆုံခင်းပြတယ်လေ။ ဒီလိုလေညကအဘတာမဲ့မြင်မြတ်တဲ့အိမ်မက်ထဲကအရက်ထောင်တော်မောင်မောင်အသားအနီဆက်ဆက်မျက်နှာပေါင်ခတ်တဲ့နေတဲ့လူတစ်ယောက်ကမိမတစ်ယောက်ခလေးနှစ်ယောက်နဲ့အတူတူရောက်လာပြီးကျုပ်တို့ဘုံဌာနကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့ဖိုးဆောင်ကိုတားမရတာနဲ့အစုံမှာအသေးလုပ်ပလိုက်ရတယ်တဲ့ပြီးတော့ကြံရှိနေသေးတဲ့တပ်ပင်ဘေးကအတက်ထွက်နေတဲ့အကိုင်းလေးထဲမှာကျုပ်တို့နေရထိုင်ရတာမိသားစုကြက်ကြက်တဲတဲဖြားတဲ့အစင်မပြေလှပါဘူးတဲ့ အဲ့ဒီလိုဒုက္ခထက်ရောက်နေတော့နေစရာဌာနပျက်စီးပျောက်ကွယ်သွားအောင်ထတ်လုံမဲ့လူတယောက်ကရောက်လာတယ်။အဲ့ဒီလူကဖိုးတောင်းပါတဲ့ဖိုးတောင်းကတို့ဘုံဌာနကို မီးလောင်တိုက်တွင်းဖို့စူးစမ်းနေပါတဲ့။အချိန်မီတားဆီးဝိပါအောင်ဆရာကြီးလို့ငါ့ကိုအိမ်မက်လာပေးတယ်။ပြီးတော့တို့ကဖိုးဆောင်ပေါ်မှာလက်လွန်သွားပါတယ်တဲ့။နောက်ထပ်ဘသူကမှမနှောက်ရှက်တော့ပါဘူး။ချမ်းရှင်တွေကိုလည်းကောင်းကျိုးချမ်းသာဖြစ်အောင်စောင့်ရှောက်ပေးပါမယ်တဲ့။တို့ကိုဆက်ပြီးဒုက္ခပေးတာရက်လိုက်ပါတော့တဲ့ကွ။ကဲဖိုးတောင်း မင်းမဲစဉ်းစားကြည့်တော့ကွာဆက်ပြီးမဖြက်စီးပါနဲ့တော့အဲ့ဒီတင်ကုတ်တို့ကြီးကမင်းတို့အတွက်အနှောက်ယှက်မဖြစ်တော့ပါဘူးကွာသူတို့ကနာနာဘာဝတွေပါလူတွေနဲ့ဘဝချားနေကြတဲ့သူတွေပေါ့ပြီးတော့ကမဇသိတ္တိတကိုးတွေရှိပြီးဖန်ဆင်းနိုင်တဲ့အပေလေးပုံသာပိတ်တာတွေကွာဖះရှင်ကလည်းပေတဝိထုတွေမှာရောယဟန်တော်တွေရဲ့ဝီနီးပညတ်တွေမှာပါအတိလင်းဖြည့်ဆို့ရှင်းပြတာတယ်ဖူတောင်းရဲ့ပိတ်တာတွေထဲမှာလည်းစိုးတဲ့ပိတ်တာတွေရှိသလိုကောင်းတဲ့ပိတ်တာတွေလည်းရှိတာပဲမဟုတ်လား လူတွေလိုပေါ့ကွာမင်းအနေနဲ့သူတို့ကိုခြံထဲမှာမနေစေချင်ရင်နမင်းကြီးလေးပါထမှာနေရာတောင်းပြီးရွှေ့ခိုင်းဒါမှမဟုတ်ရင်လည်းမင်းတို့အတွက်အနောက်ရှက်မဖြစ်စေဘူးဆိုရင်ဒီတိုင်းလွတ်လွတ်လပ်လပ်နေပါစေကွယ်ဘသူကမှလည်းမနောက်ရှက်နိုင်ပါဘူးမေတ္တာပို့ပါသူတို့ကူညီကြမှာပါကွာအင်းကြီးချင်းမိတ်ဆွေကောင်းတွေလိုပဲသဘောထားပါလို့ရှင်းပြတော့မှကိုတောင်းလင်းစိတ်လျှော့ပြီးတင့်ငုတ်တူကြီးကိုဆက်ပြီးမီးမရှို့ပြတော့ဘူးနောက်ထပ်ထွက်လာတဲ့အညွန့်အတက်တွေကိုလည်းမခုတ်ပြတော့ဘူးလေ။ နောက်ပြီးသူတို့ကိုမေတ္တာပို့အမျှဝေတယ်သူတို့ဆက်ပြီးကုသိုလ်ပြုနိုင်ဖို့ပန်းစီမီအမွှေးတိုင်းလှူတယ်အဲဒီနောက်တင်းငုတ်တူကြီးစီကနေညင်ညူတန်ဟီရန်နေမကြရတော့ဘူးနောက်ထပ်တက်လာတဲ့အညွန့်အတက်တွေကလည်းဝေဝေစားစား channel မှာစိုက်ပျိုးသမျှတီးနေနေဆိုတာအံ့ဩဖို့ကောင်းတော့အောင်ဖြစ်ထွန်းတာတရားလုံးကလည်းအံ့ဩကြရတယ်မဟုတ်လားပြီးတော့တိတ်နေရာအထိတဆုပေါက်တယ် ထီစုကလေးတွေကတော့နှစ်ကြိမ်လောက်ပေါက်တယ်အလူတန်းတွေလည်းလုံနိုင်ခဲ့တယ်ဒါဟာမမြင်ရတဲ့ပရလောကသားတွေကိုကိုကမြစ်တာဖို့ဂယုဏထားလိုက်တော့သူတို့ဘက်ကလည်းတုံ့ပြန်မှုကောင်းနေနဲ့ပြန်တုံ့ပြန်ကြတာပဲမဟုတ်လားခင်ဗျာတမန်မျက်ခြုံနေမှာတော့မှမမြင်အပ်တဲ့ပရလောကသားဆိုတာရှိပါတယ်တပည့်ကြီးတွေဆိုရင်တော့မပြောနဲ့တော့ပေါ့ဗျာကျမစပြီးနန္ဒဘာဝဖြစ်တဲ့လောကသားတွေဟာ အမျှဝေရင်တာဓုခေါ်နိုင်ကြတယ်အိမ်မက်ပေးနိုင်တယ် ို့ထင်ပြပြီးရှင်ပြိုင်ပြောဆိုနိုင်ကြတယ်။လူရုပ်ပေါ်အောင်ဖန်ဆင်းနိုင်တယ်။သူတို့နေတဲ့ပုံဌာနကိုဖျက်ဆီးရင်မိမိဘက်ကကန်တာတာညှိုးမိန်နေတဲ့အချိန်မှာဖန်ဆီးတပ်ဖြတ်နိုင်တယ်။သူတို့ကိုတိတက်ရင်ကျေးဇူးတုံ့ပြန်တတ်တယ်။ရွှေတွေငွေတွေပေးတတ်တယ်။ ပြီးတော့အမြတန်းဝေရမှာလဲတာရုခွန်နိုင်ရင်ယုံညံ့တဲ့ဘဝကနေနုညံ့သောအတန်းတို့ပြောင်းလဲသွားတတ်ပြီးကောင်းရာမွန်ရာကို ရောက်တက်လို့တူးမြတ်တာတူးဆိုသလိုကောင်းမှုကုသိုလ်မပြတ်လက်ဖို့အရေးကြီးပါတယ်မေတ္တာလက်နဲ့လောက်အစမ်းထက်တဲ့လက်နဲ့ဆိုတာဟာမရှိတော့ပါဘူးဇလန်လေးကတော့ဤနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်လေးကို ရေးသားသူစာရေးသူမင်းဖုံးတင်ကသူကိုကာရဝပြုကျေးဇူးတင်ရှိရသလို ဇလန်းလေးကိုအဆုံးထိနားဆင်ပေးသူအပေါင်းကိုလည်းကျေးဇူးတင်ရှိအပ်ပါရခင်ဗျာ